တော့ချက်ကချက်တယ်ခုခင်မှာအရန်များတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ကြောက်တယ်ဘူးတယ်ပေါ့နော်ဖြစ်ဖြစ်ပုံနဲ့ပြပြပေါ့နော်ကျွန်တော်လည်းလို့ပဲအုံစားတာပေါ့နော်အဲ့မြစ်တွေနဲ့စားတာပဲတီစားနဲ့တွေ့တာပဲအဲ့ချိန်မှာကျွန်တော်ကအဖြစ်လဲဆိုတော့ကျွန်တော်ကွန်းလဲစားတယ်ပေါ့ကွန်းစားတယ်ကွန်းစားတော့ကြောက်တယ်လား ဲ့မှာအဲ့ကြောက်တယ်လို့ကွန်ပြတ်သွားတာပေါ့နော်အဲ့ဒါလည်းပါတယ်ပေါ့နော်ကွန်စားတဲ့အကြောင်းရင်းကလည်းအဲ့လိုမျိုးဘာရလို့မဟုတ်ဘူးကျွန်တော်ကအဲ့လို line phone ဆိုမယ်အကုန်စားတာကွန်သမားနဲ့တူလဲကွန်စားတယ်ပေါ့နော်အဲ့မှာကြောက်တယ်ရောဘာဖြစ်လဲဆိုတော့ကျွန်တော်မြန်မာလို့ပြီးလဲဆိုတော့ကြက်ခွေးရဲ့ပေါ့နော်ကြက်ခွေးရဲ့လို့ခေါ်တယ်လမ်းမေးမှာကြက်ခွေးရဲ့လေးရှိတယ်အဲ့ဒါဟင်းရေလို့တောက်ကျွန်တော်လည်းအရင်မြများတောက်တယ်နောက်ကကျွန်တော်ကဘာလဲဆိုတော့ ဟိုကျွန်တော်တို့နေတဲ့ရက်ခွက်ကရင်းမွန်တော်ရင်းတော့ခြုံထုံးကြောက်များတယ်ပေါ့နော်အဲ့တော့အဲ့ရေကိုချက်တောက်တာ ਨੇ ကြောက်တယ်တော့ကျွန်တော်မိလဲကြောက်တယ်တော့နေဦးမဖြစ်ဘူးဆိုရင်ကျွန်တော်တော့ရေသန်းဆက်လေးဝယ်နေတယ်အဲ့ခက်ကဘလောက်မှာလေ3လင်းသား4လင်းလားပဲရှိတာပါဟိုတော့ဟိုအိမ်သုံးပေါ့နော်ရေသန်းကိုမီတာရေကိုပိုက်ထိုးလိုက်တာမီတာရေထိုးလိုက်တဲ့ခါကျတော့ရေသန်းလုံးဝဒဲရောက်သွားတယ်အဲ့ရေသန်းလည်းတောက်တယ်အဲ့ရေသန်းလည်းပဲ ဟိုဟင်းချက်တယ်ပေါ့နော်ပြီးရင်ကြောက်ခွဲရစားရေမများတောက်တယ်ကျွန်တော်မဆင်းမှမတောက်ဘူးဟိုတစ်ခါလေး Euro Crash တော့တောက်တယ်ပေါ့နော်တောက်ကြမနိုင်ကြောက်မနိုင်ပါပဲအဲ့ဒါလေပြောချင်တဲ့အိဗေကဆောင်းဝင်နေမသိတာ Robot Tennis ဆိုတာလေ UK ရဲ့ဟာပဲပဲဒါအင်္ဂလိပ်စိမ်းမဟုတ်ဘူးနော်အင်္ဂလိပ်စိမ်းမှာ Euro K လောက်ပဲရှိအဲ့ဒါလေတော့ သွားဒီကြောက်မျိုးစားကိုမူတီဗီမှာပေးရတာပေါ့နော်။ဘာကြောက်လဲ။မာယူရဲဆက်ကြောက်လားခရစ်စတယ်လားဒါဒီဒါဒီစစ်ထရိတ်လားအဲအဲ့လိုမျိုးယူရိတ်လားကြောက်ကိုခွဲပြီးမှသူကဆေးကိုပေးရတာ။အဲ့ဒါကြောင့်ပိုတက်ဆီယမ်ပြန်ပေးရယူရိုကေဆိုရဲရှိတယ်။ဟောစီတယ်ဆိုရက်လားအက်စစ်ဒီဖိုင်းဖြစ်လို့လားဟောကိုစားတဲ့စားစားကျွန်တော်ဆိုရင်အက်စစ်ဒီဖိုင်းဖြစ်တာနော်။ကျွန်တော်တင်ရင်တော့ကတော့အနာဝန်စီတောက်ပြီးမှဖြစ်သွားတာတဲ့ပဲအနာဝန်စီကဆေးပဲပဲသူကငုံညွတောက်တာလေအနာဝန်စီကပုံမှန်ဆိုတတောင်းလောက်တောက်အောင်သူကသုံးစိတ်ညစ်တိုင်းတောက်တာသုံးလုံးလောက်တောက် သူကစိတ်ညစ်အနာဝင်စီတောက်ဆိုသူကစိတ်ညစ်နေတောက်ကောက်ပေါ်မှာအဲအနာဝင်စီဘူးထောင်ထားတာအဲကောင်ကြောက်တယ်လေသူကကြောက်တယ်သူကအချောက်မုံနေဖြစ်တာပေါ့နော်ပြောချင်တဲ့အိမ်ကသူကဗီတာမင်စီကနှစ်မျိုးရှိတယ် natural နဲ့ synthetic နဲ့ဆိုပြီးနှစ်မျိုးရှိတယ် synthetic တွေတောက်တာများရင်တော့တည်နိုင်တယ်အဲ့တော့ကျွန်တော်က natural source လို့လို့ raw yeast တို့ထုတ်တာတို့ပြီးတော့ zebudia ထုတ်တာတို့ဗီတာမင်စီတောက်ရင်တော့ကြောက်မတင်နိုင်ဘူးဒါမှမဟုတ်ရင်ဟိုလိုမျိုး ascorbic acid လို့ခေါ်တဲ့တကယ်ကို synthetic form တွေကိုအများကြီးတောက်ရင်တော့ကြောက်တင်နိုင်တယ်ဒါသေးရဘူးတူတာတစ်ခုပေါ့နော်ကုန်းစားမှတော့မဟုတ်ဘူးခင်ဗျကျွန်တော်ရမယ် နော်ကွန်သမားတွေသွားပြီးထင်မသိနဲ့နော်သူတို့မှနှီးကောင်းနေရှိတယ်ကျွန်တော်ကျွန်တော်ခင်ဗျားတွေပြန်ကွန်တကုံစားပြီးသူတို့မှဖြည့်စည်းရှိတယ်နော်ဟိုခင်ဗျားတို့ကျွန်တော်တို့မလောက်နိုင်တဲ့ဟာတွေရှိတယ်ပေါ့နော်သူတို့မှအဲဆေးကောင်းနေရှိတယ်အဲ့ဒါကြီးခင်ဗျားမပြောဘူးနှုတ်ဝတ်တိုင်မပြောဘူးသူတို့စားတော့လိုက်ဆန်ခင်ဗျားထီသွားမှာအကျွန်တော်လည်းအဲ့လိုပဲကွန်သမားနဲ့ပေါင်ပြီးကွန်စားတော့ကွာကြောက်တယ်ဆိုတော့နောက်ကျဟာမဖြစ်ပါဘူးဟာငါကျွန်တော်ဒါဆံဝင်မလို့ဒါဘက်ကက်ပြန်လုပ်လို့ရသေးတယ်လीကြောက်ကိုရက်တွေပဲခြားတယ်ကွာအဲ့လိုမျိုးတွေပေါ့နော် ကျိုးကတမ်မလန်ကြောက်မနိုင်နေပဲဂျိုးတောက်တာပေါ့နော်အဲ့လိုတဲ့ဆိုင်တော့ natural extra လောက်ထတာပိုကောင်းတယ်ပေါ့နော်တမ်မလန်ကြောက်မနိုင်ဘူးအဲ့လို extra လောက်တဲ့ဈေးတွေပဲတောက်တာပေါ့နော်ပြပြကြောက်တယ်လေဆိုတော့ရေမြများတောက်ဖို့ကွာဖြစ်တယ်ရေတန်းဆက်တက်ပလားရေတန်းဆက်ပါ3ဘလောက်မှလည်းမရှိပါဘူးအိမ်သုံးမဲဥစားနော်အဲ့ရေတန်းချက်နဲ့ချက်လိုက်ပေါ့နော်မြန်မာနိုင်ငံမှာကြောက်အောင်နေကောင်များတယ်အထက်ပိုင်းတွေပိုဆိုးတယ်နော်ငကိုတဲ့ကွာတူဟွာများတာဘူးထုံးကြောက်များတာဘူးနော်အဲ့လို